ပြားကောင်တွေကိုဖျားအောင်လုပ်ပြမဲ့ Chelsea ကိုအနိုင်ယူထားတဲ့ United ။ပြီးခဲ့တဲ့ဘက်က Chelsea ကိုအနိုင်ယူထားတဲ့ United အသင်းကတော့ဒီနေ့ညဆောပိုင်းမှာပြားကောင်တွေနဲ့ဆိုင်စားသွားတော့မှာဖြစ်ပါတယ်။ပြားကောင်တွေရဲ့ Middlesbrough ကွင်းကြီးထဲမှာတွားအောင်ကစားမဲ့ United အတွက်တော့တိတ်ပြီးတော့လွယ်ကူမှာမဟုတ်ပါဘူး။ပြားကောင်တွေကမျက်လို့လို့ဒုက္ခပေးလို့ရှိတဲ့အသင်းသင်းဖြစ်ပြီးပြားကောင်တွေကွင်းမှာနောက်ဆုံး၃ဟန်တီစားနိုင်ပွဲတွေရောက်နိုင်ခြင်းမရှိဘဲ၃ပွဲကစား၂ပွဲဆုံးပြီးတော့၁ပွဲသေးရလာထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။ဒီကရင်ဆိုင်မဲ့ပြားကောင်တွေနဲ့နီးပြားက Thomas Frank မဟုတ်တော့ဘဲတခြားတယောက်တော့ပြောင်းသွားခဲ့ဖြစ်ပါတယ်။ အိုင်လန်သားနီးပြားကေးအန်ဒရူးဆဲလက်အောက်မှာပြားကောင်းတွေဆွမ်းဆောင်ရကအားစရာကစားဟန်မျိုးတော့ရှိသားကလေးမရှိသေးဘူးလို့ဆိုရမှာဖြစ်ပြီးသူတို့တွေကပရီးမီးယားလိနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်ထားခဲ့တဲ့အသင်းသင်းလင်းဖြစ်နေပါတယ်။နောက်ဆုံးကစားထားတဲ့ဖူအမ်နဲ့ပွဲတင်မှာလည်းပြားကောင်းတွေက၃ဂိုးတကိုးနဲ့ရှုံးပေးထားခဲ့ရတယ်လို့ချဲစီကိုနောက်ကျသွင်းကုန်းနဲ့တေတမန်ရရှိခဲ့ပြီးဆန်နာလန်ကိုတော့၂ဂိုးတကိုးနဲ့ရှုံးပေးထားခဲ့ရတာပါ။ဒီအားဖြင့်ပရီးမီးယားလိ၅ပွဲမှာ၃ပွဲတွေရှုံးနေတာဆိုရင်မှတ်တမ်းတော်လေးကိုစိုးတယ်လို့ဆိုရပါလိမ့်မယ်။တပွဲသာနိုင်ပွဲရထားတဲ့ Brandford အသင်းကို United တို့အနေနဲ့အဝေးဝင်းမှာနိုင်ပြနိုင်မှာမလားဆိုတာစောင့်ကြည့်သွားတော့မှာပါ။ ယူနိုက်တက်တင်းကလည်းဝေးခွင်းဆိုရင်ရုံးကန်လေးရှိလို့နိုင်ပွဲတွေရယူထားနိုင်ခြင်းမရှိတော့လည်းမြင်တွေ့ထားတာဖြစ်ပြီးတော့ဒီအာသီပရီးမီးယားလီဂ်၅ပွဲမှာ၂ပွဲအနိုင်ရပြီးတော့၂ပွဲရှုံးဆွဲရလနဲ့တူတပွဲသေးရလထွက်ပေါ်ထားခဲ့တာပါရလပိုင်းရဘရန်ဖို့အတင်းထတော့ရလကောင်းလေးရှာဖွေထားနိုင်ခဲ့တော့မြင်တွေ့ထားတာဖြစ်ပြီးဒီနေ့မှာကစားမဲ့ပြားကောင်းတွေရဲ့ကွင်းမှာရလကောင်းလေးရှာဖွေနိုင်မှာမလားဆိုတာစောင့်ကြည့်သွားမှာပါယူနိုက်တက်တင်းရဲ့ပရီးမီးယားလီဂ်ပြိုင်ပွဲမှာနောက်ဆုံးအဝေးခွင်း၅ပွဲရယူထားခဲ့တာကဘီကန်နဲ့ဘောလုံးရာသီလက်စတာစီးတီးနဲ့အဝေးခွင်းပွဲစဉ်မှာပဲဖြစ်ပါတယ် ်လန်စီတုံတဲကလက်စတာကိုအဝေးခွင်မှာ3ဂိုးပြတဲ့နိုင်ယူထားတဲ့ United ဟာဇိုဘပွဲစဉ်နောက်ပိုင်းပရီးမီးယားလိအဝေးခွင်နိုင်ဝဲပြောင်းဆုံးထားခဲ့တာလည်းဖြစ်ပါတယ်ဒီညမှာတော့ပြားကောင်တွေနဲ့အဝေးခွင်ပွဲစဉ်ရှင်ပိုင်ကစားသွားဖို့ရှိနေကြတာဖြစ်ပြီး United အနေနဲ့ပြောင်းဆုံးနေတဲ့အဝေးခွင်နိုင်ဝဲရှာဖွေသွားနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပါဒါမဲ့တခုရှိတာတော့ဒီညမှာကစားမယ့် United တင်းရဲ့လူစေးမှာဒဏ်ရာကစားမိုက်တော်များများရှိနေကြလို့လည်းသိရပါတယ်ဒီနေ့ပွဲစဉ်မှာ United တင်းရဲ့ကွင်းနဲ့ကစားမဖြစ်တဲ့ Cashmere တို့တယောက်ပွဲပဲပြစ်တံကြားခံထားတာဖြစ်တဲ့အတွက်ပေါင်စားနိုင်မှာမဟုတ်သလို အမတ်တီးယားတို့ကလည်းမိသားစုအရေးကိစ္စကြောင့်ပါဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူး။နောက်ပြန်ညာနောက်ခံစားမှဖြစ်တဲ့မာဇရာဗီကလည်းဒဏ်အားပြသနာရှိနေကြအောင်ပြားကောင်းလေးနဲ့ပွဲသွင်းလွဲချော်သွားဖို့ရှိနေရပါ။အဲဒါကြောင့်ဒီနေ့ည United တင်ကွင်းလယ်မှာကိုဘီမိုင်နူကိုပွဲထွက်ကစားမှဖြစ်ပြန်လည်မြင်တွေ့သွားဖို့ရှိနေကြတာဖြစ်ပြီးတော့ဥကာတေးမိုင်နူအတွဲဖက်နဲ့ပွဲထွက်လာဖို့ရှိနေကြတာဖြစ်ပါတယ်။မာဇရာမပါနိုင်ပေမဲ့ဒလော့တယောက်ပြန်လည်တက်တာလာဖြစ်တဲ့အတွက်ကွင်းလယ်ညာအစွန်မှာဒလော့မြင်တွေ့သွားဖို့ရှိသလိုတိုင်းစမလက်ရှာစကိုကွန်ညာနဲ့အမ်ပိုမိုတို့ကဆက်ပြီးတော့မြင်တွေ့သွားဖို့ရှိနေရပါ။အမ်ပိုမိုတို့တော့အသင်းဟောင်းနဲ့ပထမဆုံးပြန်လည်ရင်ဆိုင်မဲ့ပွဲစဉ်ဖြစ်ပြီး ။အင်ရှင်ပရိသတ်ရဲ့ကြိုးစုံမှုတစ်ချက်နားဆွင့်သွားမှာဖြစ်ပါတယ်။အပြုံးလေးနဲ့ကြိုးစုံမလား၊ဘူးလုံးပြီးတော့ကြိုးစုံမလားဆိုတာကတော့ဝဲစားစဉ်တွဲမှာသိရမှာဖြစ်ပြီးတော့အမ်ဘိုမိုဝီစာတို့မရှိတော့ Brandfo ကတော်လေးကိုချင်းနေစိုးနေကြတာမြင်တွေ့ထားပြီးတော့အားစရာမရှိတဲ့ရလတ်တွေလည်းပိုင်ဆိုင်ထားဖြစ်ပါတယ်။အဲလိုပုံစံကောင်းတွေပြောင်းဆုံးနေပြီးတော့ရလတ်ပိုင်းဆိုးဝါးမှုတွေနဲ့ရင်ဆိုင်နေရတဲ့အသင်းကို United တို့အနေနဲ့အဝေးကမှဝေးကွာနေဖြစ်တဲ့ Premier League နိုင်ပွဲပြန်ရှာတွေ့သွားနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။ โอเคပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာစုံလေးကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်